မင်္ဂလာတရားတော်အပိုင်းရှိပညာဉာဏ်ရှိအောင်လေ့ကျင့်ပြုစုပြိုးထောင်ပါတရားစာအုပ်ကြီးကိုတွားလျာယူသွားပါတယ်နေ့တိုင်းတရားစာပေတွေဖတ်ပါတယ်တရားစာအုပ်ကို ဖတ်တဲ့အခါမှာဖျားဟောတာကိုတရားနာနေရသလိုပဲစိတ်ထဲမှာအင်မတန်ကြည်နတ်တယ်ကြည်နူးတယ်အဲ့ဒီတရားတွေကိုဖတ်ရှုနာကြားမှတ်သားပြီးတော့အမြင်မှန်အတိမှန်ကိုရတဲ့အခါမှာအဲ့လာပူပြီးတော့ကြည်နတ်เสียကောင်းသွားတယ် ိုယ်တွေတကယ်အားကိုးစရာအစ်စ်ကမှန်ကန်တဲ့အမြင်မှန်ကန်တဲ့အသိဉာဏ်ပဲနော်ကိုယ်စီမှာအမြင်မှန်အသိမှန်ရနေပြီဆိုရင်အဲ့ဒါကိုယ်နဲ့ပေါင်းရမယ့်ပညာရှိသူတော်ကောင်းသဘောမျိုးဖြစ်သွားပြီအဲ့ဒါကြောင့်ကိုယ်ဘဝမှာအရေးကြီးတဲ့ကိစ္စတစ်ခုခုပေါ်လာပြီဆိုရင်လောဘအာကြီးနေလို့မှာအဲ့ဒီကိစ္စကိုမဆုံးဖြတ်ပါနဲ့မှားသွားမယ်ဒေါသအာကြီးနေလို့မှာမဆုံးဖြတ်ပါနဲ့ဘာကြောင့်လဲဆိုတော့ ဒေါသကဆုံးဖြတ်ပေးလိမ့်မယ်ဒေါသကခိုင်းတာလုပ်မိလိမ့်မယ်ကိုယ်တိညာက ဆုံးဖြတ်တာမဟုတ်တော့ပဲနဲ့ဒေါသကဆုံးဖြတ်တာဖြစ်သွားမယ်နော်မာနစိတ်အားကြီးနေတဲ့အခါမှာဘာမှမဆုံးဖြတ်ပါနဲ့မာနဆုံးဖြတ်ပေးလိုက်လိမ့်မယ်ထို့အတူအိတ်တာမစ္စရိယထိုတဲ့မနာလိုဝင်တို့စိတ်တွေအားကြီးနေတဲ့အခါမှာဘာမှမဆုံးဖြတ်ပါနဲ့ဆုံးဖြတ်လိုက်ရင် အိတ်တာမစ္စရိယကအဆုံးဖြတ်ကိုထုတ်ပေးမှာပဲ။ ဒူရုဖြစ်နေတဲ့ခါမျိုးမှာတဏှာယာမှာအေးအေးဆေးဆေးတရားအားထုတ်ပါတရားအားထုတ်တဲ့အလေးချိန်ကိုမြင်မြလှုပ်ထားလို့ရှိရင်တိတ်မခတ်ပါဘူးအဲ့ဒီလိုဖြစ်လာတဲ့စိတ်ကိုသေချာကြည်နေပြီးတော့သိနေပြီးတော့နောက်ဆုံးဒီစိတ်တွေဟာငါမဟုတ်ပါလားပုပ်ကိုမဟုတ်ပါလားအကြောင်းရှိလို့ဖြစ်လာတဲ့စိတ်ကလေးတစ်ခုမြပါလာလို့တည်သွားတဲ့အခါမှာစိတ်ကအေးချမ်းသွားပြီးတော့အတ္တကင်းတဲ့စိတ်ကလေးခဏရမယ်နော်အဲ့ဒီအတ္တကင်းတဲ့စိတ်ကလေးနဲ့ ဘာလုံးရင်ကောင်းမလဲလို့စဉ်းစားပါအဖြေရှာပါအတ္တကင်းတဲ့စိတ်နဲ့အဖြေရှာရင်ဘယ်လိုအဖြေဝရမလဲအကောင်းဆုံးအဖြေဝရမယ်နော်ဒါကြောင့်တကယ်ကိုယ့်အတွက်အားကိုးစရာအစ်စ်ကကိုယ်စိတ်ထဲမှာဖြစ်လာတဲ့ဉာဏ်ပဲအဲ့ဒီတော့ပညာရှိသူတော်ကောင်းနဲ့ပေါင်းဆိုတာမှာပြင်ပပညာရှိသူတော်ကောင်းနဲ့လည်းပေါင်းဖို့လိုအပ်တယ်လို့ကိုယ်စိတ်မှာလည်းပဲပညာဉာဏ်ရှိအောင်လေ့ကျင့်ပြုစုပြောထောင်ဖို့လိုအပ်ပါတယ် အဲ့ဒီလိုပြုစုထားသွားတဲ့သူဟာသူ့ဘဝမှာ အမားနဲ့မယ်။မားရင်လည်းအသေးအမွှားလောက်ပဲမားမယ်။ဒါပေမဲ့အမားအင်ပဒံနဲ့မယ်။အမားနဲ့ရင်ဒုက္ခနဲ့မယ်။ပို့ပြီးတော့အောင်မြင်မယ်။ပို့ပြီးတော့ကြီးကွားမယ်။ပို့ပြီးတော့ပြည့်စုံမယ်။အောင်မြင်ခြင်းနဲ့ဆိုရင်တရားအားထုတ်ပါ။တည်ငြိမ်အေးချမ်းတဲ့စိတ်၊တန်ရှင်းတဲ့စိတ်၊မြင့်မြတ်တဲ့စိတ်ထားဖြစ်အောင်လေ့ကျင့်ပါ။လေ့ကျင့်လို့ရရှိရင် ကိုယ်တိုင်တည်လာလိမ့်မယ်။ ငါဘဝဟာကြည်နဲ့ဆရာကောင်းလိုက်တာလို့ခံစားလိမ့်မယ်။ဒီလိုပြောတဲ့တပည့်တွေအများကြီးရှိတယ်။တရားအားထုတ်ပြီးတဲ့အခါမှာတွေးမိတယ်တဲ့။အရင်တုန်းကငါဘယ်လိုငါနေခဲ့တယ်လဲ။ကိုကိုကိုတောင်အံ့ဩမိတယ်တဲ့။လုံးဝအတိအမြင်သဘောထားတွေလွဲမှားပြီးတော့ the fact ဆန်တကူကောင်းဆန်တဲ့စိတ်တွေ၊လောဘစိတ်တွေ၊ဒေါသစိတ်တွေ၊မာနစိတ်တွေအေးတာမစ္စရာစိတ်တွေနဲ့หนีပြီးတော့လူတွေကိုဆက်ဆံခဲ့တာတဲ့။လူတွေကိုဆက်ဆံတာမှာလောဘနဲ့ဆက်ဆံတာရှိတယ် ဒေါသနဲ့ဆက်ဆံတာရှိတယ်။မာနနဲ့ဆက်ဆံနေကြတာရှိတယ်။မနာလိုဝင်သူစိတ်တွေနဲ့ဆက်ဆံနေကြတာရှိတယ်။တခုခုကိုစဉ်းစားတဲ့အခါတွေးခေါ်တဲ့အခါမှာလည်းပဲအဲ့ဒီစိတ်တွေရဲ့လွန်မှုမှုနဲ့တွေးခေါ်တယ်။စဉ်းစားတယ်။အတိမြင့်သဘောထားတွေမှားနေတယ်။စိတ်မှာအေးချမ်းမှုမရဘူး၊ငြင်းချမ်းမှုမရဘူး။တရားအထုတ်ပြီးတော့အဲ့ဒီလိုငြင်းချမ်းသွားတဲ့အခါမှာအတိညာန်သဘောထားတွေမှန်လာတဲ့အခါကျမှ အရင်တုန်းကကိုနေခဲ့ပုံကိုကိုဟာကိုပြန်တွေးပြီးတော့အန်အောလဲအန်အောမိတယ်တတော်လဲကြောက်မိတယ်တဲ့နော်လောဘဒေါသမောဟမာနအိတ်တမစ္ဆရာဆိုတဲ့ကိလေသာအာလုံကင်းတဲ့စိတ်နဲ့တနေ့မှတစ်ခါလောက်ဖြစ်ဖြစ်အေးချမ်းပြီးတော့အတ္တကင်းတဲ့စိတ်နဲ့နေနိုင်တဲ့လူနေနိုင်တဲ့အကျင့်ကိုရရှိပြီဆိုရင်အဲ့ဒီလူဟာကြီးကြီးကဲကဲအမားကိုမမားနိုင်တော့ဘူးဒီစိတ်ကသူ့ကိုအမြဲတမ်းထိန်းတော့မှာ တခုခုကိုလှုပ်တော့မယ်ဆိုတိုင်းနဲ့ပြပြိုင်နဲ့တည်းအဲ့ဒီစိတ်ကလာပြီးတာတတိပေးသလိုဖြစ်နေတယ်အဲ့ဒါဖုံးဤကိုယ်တိုင်ကြုံဘူးနေတာများလာပြီတခုခုကိစ္စအရေးကြီးပြီးမကျင်နှမှုတခုခုဖြစ်လာပြီးဆိုရင်အဲ့ဒီတရားတတိတရားဉဏ်တွေက ရောက်လာပြီးတော့တတိပေးတယ်တတိဌာနောလို့ပြောလိုက်တယ်လို့ပဲအဲ့ဒီအခါမှာမလှုပ်တင်တာကိုမလှုပ်မိတော့ဘူးမတွေးတင်တာကိုမတွေးမိတော့ဘူး မလုတ်တင်တာကိုလှုပ်ဖို့မပြောနဲ့တခါတလေစိတ်ထဲမှာဖြစ်ပေါ်လာတဲ့အတွေးရှိတယ်ပင်မန်းနေဆင်းရဲတယ်အဲ့ဟာကိုတတိထားမြင်ဒီအတွေးကပင်မန်းလိုက်တာဆင်းရဲလိုက်တာဒီအတွေးဟာအတ္တဆွဲကြီးတဲ့အတွေးမာနကြီးတဲ့အတွေးအစင်တန်းနိုင်တဲ့အတွေးပူလောင်တဲ့အတွေးပါလားဒီလိုစိတ်မျိုးနဲ့မနေခြင်းဘူးဆိုတဲ့စိတ်ဖြစ်လာတယ်ကိုကသာတကယ်မနေခြင်းဘူးဆိုလို့ရှိရင်ပျောက်သွားတာပဲသူကဧည့်သည်သဘောမျိုးပဲကိုကလက်ခံပြုစုထားရင် သူကပျော်နေမှာပဲဖះဟောပါဠိတော်အထောက်ထမ်းတခုရှိပါရဲ့ဘဘတရမိတံဘိခွေစိတ်တံအာကန်ထုကေဥပကလေတဟိဥပကလေထံတဲ့ဒီစိတ်ကပျော်ပျော်ပြတ်ပြတ်အယောင်တလက်လက်ထွက်နေပါရဲ့ကြည်လင်တောက်ပနေတယ်ဧည့်သည်ကိလေသာစိတ်တွေကြောင့်ညင်နွမ်းနေတာပါကိုယ်စိတ်ထဲမှာဖြစ်လာတဲ့လောဘဟာသူ့ကိုအာကန်တုမဲ့လို့သဘောထားလိုက်ပါနော်အာကန်တုဆိုတာကအင်ရှင်မဟုတ်ဘူးဧည့်သည်သူ့ကိုအင်ရှင်လို့သွားသဘောမထားနဲ့ သူ့ကိုငါလို့သဘောမထားနဲ့သူကငါမဖိတ်ခေါ်ပဲနဲ့ငါအိမ်တွေကိုကျူးကျော်ဝင်ရောက်လာတဲ့သူပဲသူ့ကိုတတိထားပြီးတော့စောင့်ကြည့်ရမယ်ကိုစိတ်ကိုကိုစောင့်ကြည့်ရင်းနဲ့စောင့်ကြည့်ရင်းနဲ့အတွေးတွေရှင်းသွားတဲ့အခါမှာစိတ်ကကြည်လင်အေးချမ်းတန်ရှင်းနေတယ်ကျေနပ်နေတယ်ပြေဝနေတယ်အဲ့ဒီလိုအခါမှာအဲ့ဒီလိုအတိညာမျိုးရနေတဲ့အခါမှာအဲ့ဒီစိတ်ကိုကြည်နေရင်းနဲ့ငါဘဝဟာအောင်မြင်တဲ့ဘဝဖြစ်တယ်လို့ခံစားလို့ရတယ်ပစ္စည်းဥစ္စာရလို့အောင်မြင်တာမဟုတ်ဘူးနော် အဲ့ဒါမျိုးကိုရတာကိုပဲအောင်မြင်တယ်လို့ခံစားလို့ရတယ်။အောင်မြင်မှုဆိုတာ လောကီပစ္စည်းဥစ္စာရတာနဲ့ယာတူးရတာနဲ့တင်တိုင်းတာလို့မရသေးဘူး။အဲ့ဒါနဲ့တင်တိုင်းတာရင်တတော်ကိုအပေါ်ယံဆန်နဲ့တတော်ကိုမလေးနဲ့တဲ့အောင်မြင်မှုလို့ပြောရမှာပဲ။ဒါပေမဲ့လူတတော်များများကအဲ့ဒီအောင်မြင်မှုနောက်ကိုပဲတတော်ကိုကြိုးကြိုးစားစားလိုက်ကြတယ်။သို့တော်လည်းပဲတရားကိုတကယ်အားထုတ်ပြီးတော့ကိုယ်ပိုင်ညာနဲ့တကယ်အတ္တကင်းတဲ့စိတ်ကိုရသွားပြီဆိုရင် အဲ့ဒီစိတ်ကိုကြည့်ပြီးတော့ပဲအောင်မြင်တယ်ဆိုတဲ့ဉာဏ်မှရနိုင်တယ်ဒီမင်္ဂလာတရားတော်ဆိုတာလောကီရေးပါမှာလဲအောင်မြင်ဖို့ရာ အထောက်ပံ့ဖြစ်ဖို့အတိတ်ပဲပါနေသလိုဒီတရားဖတ်မှာလဲပဲအောင်မြင်မှုရအောင်အထောက်ပံ့ဖြစ်ဖို့အတိတ်ပဲလဲပါတယ်နော်ဒါကြောင့်ဒီမင်္ဂလာထုတ်ကိုဘုံဤလဲသိကြိုက်တာလောကီအတွက်ကောလောကုတ္တရာအတွက်ကောနှစ်ဖက်စလုံးအတွက်အင်မတန်ကောင်းတယ်ဆရာတော်ဦးစောဒီက မဟာမြိုင်တော်ရဤမင်္ဂလာတရားတော်စာအုပ်မှာကူးယူဖော်ပြပါဗျာ စာမျက်နှာ55ကနေ59